final ရလက်ကိုတော့သူများတက်တာပဲဖြစ်မယ်လို့တော့ညီမကတော့ယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြိုင်ပွဲဝင်တွေအားလုံးကလည်းဘယ်သူမှအရင်တော်နေတက်နေလို့ क्वे ဖက်နေရမျိုးတွေတော့မတွေ့ရသေးဘူးအကောင်ကတန်းတူပဲဟိုတော်ကြတယ်အားလုံးကစူးစမ်းကြတယ်อ่า तू ก็တော့အရင်ဟိုပါဖြစ်နေလို့ तू ก็တော့အရင်တော်နေလို့ तू ก็တော့လုံးဝအဆင်မပြေနေလို့ဆိုတာမျိုးမရှိဘဲနဲ့အကုန်လုံးကစူးစမ်းနေရတာချင်းတူတူပဲအစကမတူဘူးဆိုတော့မှအားလုံးကဒီပြန်ပွဲတွေတပွဲပြီးတပွဲရှင်းလိုက်တခုပြီးတခုရောက်လာတဲ့အချိန်မှာဟို မတိမ်မတိမ်လေးပဲတွေ့ရတာပေါ့နော်အဲ့လိုဆိုတော့ဟိုညီမနေနဲ့လည်းဒီရဲ့တိုင်လူကြီးတွေကတော့ရွေးချယ်ဖို့ဆုံးဖြတ်ရွေးချယ်ရတာတော့ခက်မယ်ဖြစ်မှာတယ်ဟိုဒါပေမဲ့လည်းသူတို့ရဲ့ကြိုးစားမှုနဲ့ထိုက်တန်တဲ့ရလက်တွေတော့ရကြမှာပါအဲ့ဒီမှာမြင်ပြောရရင်တော့ဒီ Miss Grand မြန်မာဒီ2025ကိုဖွဲအစကနေအခုဟိုစပြီးဆိုကြရတယ်အခုချိန်ထိပေါ့နော် ပွဲစီစဉ်ထားတာအားလုံးကဒီ international ပွဲပုံစံမျိုးလုပ်ထားတဲ့အတွက်ဟိုပွဲစီစဉ်ထားတာတွေအကုန်လုံးကခါခွက်မရှိဘူးပေါ့နော်အကုန်လုံးသူကလည်းသူအဆင်ပြေတယ် international ပွဲပုံစံမျိုးလုပ်ထားတဲ့အတွက်ကြောင့်မလို့သူကလည်းသူ standard ရှိတဲ့ပွဲတစ်ခုလိုမြင်တယ် media လက်မှတ်ရနေရတယ်စတာလက်မှတ်ရနေဆိုလို့ရှိရင်လည်းသူကလည်းသူဟိုအဆင်တန်းရှိရှိလောက်သွားတယ် ဟိုမီဒီယာမိတ်ဆက်ပွဲနေ့ဆိုလို့ရှင်လဲဒီဥပမာညီမတို့လုပ်ခဲ့တဲ့ပွဲအကြီးပုံစံမျိုးပုံစံထိအောင်အစ်မီရဲပေါ့နော်တောက်ခမွန်နေတခြားလေးလောက်ခါရဲဒီနေ့ဆိုလို့ရှင်လဲဒီ public area မှာလုပ်တဲ့ပွဲပေါ့နော်ပွဲတဲ့ဒီဟိုလိုမျိုးအကြီး area အကျယ်ကြီးမှာမဟုတ်ဘူးမဟုတ်ကြတော့မှာပဲဒီမှာသူကနေသူတော်တော်လေးကြီးကြီးကျယ်ကျယ်လေးပေါ့နော်ပွဲကိုဟိုခက်ခက်နားနားလေးလောက်ခါတာတွေ့ရတယ်အဲ့လိုဆိုတော့ဟိုအခုချိန်ထိတော့တခုမှမအောနေသေးဘူးပေါ့နော်ပွဲကိုတိတိကျကျလေးလောက်ခါတာတွေ့ရတယ် တို့ကြောင့်မလို့ဒီပွဲမှာဒီညီမရဲ့အလှမယ်တွေကိုသိလို့ရတဲ့အရာတော့သိလို့ရကြုံနဲ့ပါတယ်အဲဘလိုလေးမျက်တာမှုဖြစ်စေခြင်းလဲဆိုတော့ final ရလက်ကိုတော့မျက်တာတာပဲဖြစ်မယ်လို့တော့ညီမကတော့ယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြိုင်ပွဲဝင်တွေအားလုံးကလည်းဘယ်သူမှအရင်တော်နေတက်နေလို့ကွဲထွက်နေရမျိုးတွေတော့မတွေ့ရသေးဘူး။အကောင်ကတန်းတူပဲဟိုတော်ကြတယ်အားလုံးကစူးစမ်းကြတယ်။ အာ तू ကတော့အရင်ဟိုပါဖြစ်နေလို့ तू ကတော့အရင်ဟိတော်နေလို့ तू ကတော့လုံးဝအဆင်မပြေနေလို့ဆိုတာမျိုးမရှိဘဲနဲ့အကုန်လုံးကစူးစမ်းနေရတာချင်းတူတူပဲအစကမတူဘူးဆိုတော့မှအားလုံးကဒီပြန်ပွဲတွေတပွဲပြီးတပွဲရှင်းလိုက်တစ်ခုပြီးတစ်ခုရောက်လာတဲ့အချိန်မှာဟိုမတိမ်မင်းလေးတွေပဲတွေ့ရတာပေါ့နော်အဲ့လိုဆိုတော့ဟိုညီမနေနဲ့လည်းဒီရဲ့တိုင်းလူကြီးတွေကတော့ရွေးချယ်ဖို့ဆုံးဖြတ်ရွေးချယ်ရတာတော့ခက်မယ်ဖြစ်ပါတယ်ဟိုဒါပေမဲ့လည်းသူတို့ရဲ့ကြိုးစားမှုနဲ့ထိုက်တန်တဲ့ရလက်တွေတော့ရကြမှာပါအဲ့တော့ကိုယ့်ဆိုလည်းပြောကြရင်ကျွန်တော်လည်းမတူ ဓာတ်ကြောင်းလဲလာတယ်ပေါ့ဒါကိုတော့ဒါဟိုရင်တော့ねဘာလို့ကွာချလာလဲလို့ပြင်ပြီးလဲကိုကြည့်ကြတာလေအဲဘာလို့ကွာချလာတယ်လို့ပြင်ပြီးလဲဆိုရင်တော့ဟိုအများကြီးတော့မပြောတတ်ဘူးเนาะကိုကကိုဆိုတော့ဘေးကကြီးတဲ့သူပါပဲပုံသိမယ်တင်တယ်ညီမကတော့ကိုကိုလိုအပ်တဲ့အရာတွေအားလုံးတော့ဟိုလိုအပ်ချက်တွေမှန်တယ်မရောတော့ကိုကိုဟိုအဆင်ပြေတယ်လို့မျိုးလေးတော့ဖြည့်ဆည်းနေရတာပေါ့เนาะကိုကကိုပဲနေရာအားနေတယ်ဆိုလို့ရှိရင်လဲကိုကကိုပဲဟိုလောက်ရလောက်ယူရတာဆိုတော့ကိုကကိုကတော့အကောင်းအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားရတာပေါ့ ဒါမဲ့လဲဟိုကဘေးလူကတော့ပို့ပြီးတော့သိရပါတော့သူဘလူတွေပြောင်းလဲသွားလဲဘယ်နေရာပြောင်းလဲသွားလဲဘယ်ဘယ်အရာတွေကွာခြားသွားလဲဆိုတော့ဘေးလူကတော့အသိဆုံးပါပဲဆရာကတော့ဘာမှမဆိုင်ရပါဘူးဘူရလေးတွေရောပြည်ဆောင်သွားတယ်လို့ဒီမိတဲ့ကိုကိုရလေးလည်းသုံးသပ်ပြီးပါတော့ဒီမှာအကုန်လုံးပေါ့အဲ body နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းအရင်ကတည်းကမပြူတော့ဘူးပေါ့နော်ဟိုပြီးလို့ရှိရင်ဒီမျက်နှာဆိုလို့ရှိရင်ညီမအရင်ကဟိုသွားတွေပြည့်ပြင်ထားတာတွေရှိတယ်ဟိုဒါမဲ့လဲဒီနေရာတွေကလည်းလိုအပ်ချက်တွေရှိနေပါသေးရဲ့လိုအပ်ချက်တွေဆိုတော့ညီမကတော့အကောင်းဆုံး ဟိုလိုအပ်တာတွေအားလုံးတော့ဖြည့်ဆည်းဖြည့်ဆည်းစရာရှိရဖြည့်ဆည်းမယ်ဖြည့်ဖြည့်ကြောင်းလဲစရာရှိရတော့ဖြည့်ဖြည့်ကြောင်းလဲသွားမှာပါအခုအနေထားတော့တိတ်တော့အမျှသေးပါဘလို့ယုံကြည်မှုရှိလာလဲဆိုရင်တော့ဟိုအရင်ကတော့ပြိုင်ပွဲဝင်ကိုကပြိုင်ပွဲဝင်ဖြစ်တယ်ဟိုစဆလုပ်တဲ့အချိန်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုကွန်ပျူတာမရှိတာတွေဟိုအားငယ်တက်တာတွေဘာတွေကတော့ရှိတာပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတော့ဟိုက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 ိုလုပ်ဖြစ်ရရှိရပဲကိုလုပ်တယ်ဟိုတိုက်ခိုက်လာတယ်ပြောလာတယ်သူများတွေကကိုကိုဘလို့ပြောတယ်ပါညာဆိုတာတွေတော့မှစိတ်ခဲမထားတော့ဘူး ကိုလှုပ်ဆရာရှိရပဲအကောင်းဆုံးလုပ်ပြီးကိုကိုယုံကြည်မှုရှိရှိနေပဲကိုလှုပ်ဆရာရှိရတွေပဲဆက်လုပ်နေရပါတော့ဟိုအရင်ကထက်တော့ဘယ်လိုပြောရမလဲကိုစိတ် ကိုနည်းနည်းလေးထိနိုင်လာပါတော့เนาะအရင်ကဆိုကိုမကျင်တတ်တာတွေရှိရဆိုလို့ရှိရင်လည်းဟိုဝုံတိုင်းနဲ့အဲ့လိုမျိုးတစ်ခုခုဆိုပြောလိုက်တယ်ပြောချလိုက်တယ်ဟဲ့လားအဲ့လိုမျိုးတွေရှိရပါတော့အခုနောက်ပိုင်းတော့ဩဟိုဒီဥစ္စာကတော့ခဏကိုရဲ့စိတ်ကို ထိနိုင်မှရမယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ပဲညီမဟိုအကောင့်ဆုံးပဲထိနေပေါ့နော်အဓိကညီမရပြောဆိုပြီးဆိုင်နေတယ်အစထိတိန်ရအဲ့ဒါပေါ့စိတ်ပိုင်းမှာဘယ်နေရာပြည်ပြည်စနာမျိုးရှိသေးလဲအဲ့ဒါတော့အဲ့ဒါပြည်ပြည်စနာတော့မရှိတော့ပါဘူးညီမတော့စိတ်ရှိတိုင်းစားခြင်းနဲ့ကိုစားတဲ့လောက်ကိုပြင်ချင်းစော့ပြီးတော့ပဲပြန်ထိနေတယ်အဲ့လိုမျိုးဆိုတော့ဟိုကိုယ့်ရဲ့လက်ရှိအနေအထားကိုပဲဟိုဝိတ်မတက်အောင်လို့ပဲထိန်းထားနေတယ်ပေါ့နော်အများကြီးတော့ပြည်ပြည်စနာမျိုးတော့မရှိပါဘူး